အကောင်းဆုံးသောရန်သူသို့မဟုတ်နျူကလ িয়ার ပြိုကွဲခြင်း2023ခုနှစ်ရဲ့ရေတွက်မှုအရထိုင်ဝမ်ပါဝင်နိုင်ငံပေါင်း32နိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းပိုပေါင်း440ခန့်လဲပတ်နေပါတယ်ဒီဓာတ်ပေါင်းပိုတွေကနေလျှက်စစ်2600နှစ်တေရာဝက်ဟာဝါထုတ်လုပ်နေပြီးတော့ဒါကကမ္ဘာလျှက်စစ်စွမ်းရင်သုံးဆွဲမှုရဲ့900ခိုင်နှုန်းပမာဏဖြစ်ပါတယ်နျူကလ িয়ার စွမ်းရင်ကနေလျှက်စစ်ဓာတ်အားထုတ်ယူခြင်းဟာတန်ရှင်းတဲ့စွမ်းရင်ဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။ကမ္ဘာပေါ်မှာလျှက်စစ်ထုတ်တဲ့နည်းစနစ်အမျိုးမျိုးရှိပါတယ်။ရေအားလျှက်စစ် လျားလျက်စစ်ဆိုလာကနေရတဲ့လျက်စစ်တဘာဝတံငွေကထုတ်တဲ့လျက်စစ်နဲ့ကြောင်မီးသွေးတို့လိုလောင်စာကနေထုတ်တဲ့လျက်စစ်စသဖြင့်အများကြီးပါဖန်လွန်ရင်ကျိုးတက်ရောက်မှုလို့ခေါ်တဲ့ကဘာကြီးပူနွေးမှုရဲ့အဓိကတရက်ခံကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုနည်းပြီးအခြားသောဖန်လွန်ရင်အာနိသင်ဖြစ်စေတဲ့ ဓာတ်ငွေတွေထုတ်လုပ်တာနည်းတဲ့လျှက်စစ်ထုတ်လုပ်မှုကိုတန်ရှင်းတဲ့စွမ်းအင်ထုတ်လုပ်မှုလို့ခေါ်ပါတယ်။နျူကလ িয়ার စွမ်းအင်ကကာဗွန်နဲ့ဖန်လွန်ရင်ဓာတ်ငွေထုတ်လုပ်မှုမရှိပါဘူး။ဒါဆိုရင်ကျွန်တော်တို့မြင်နေရတဲ့ဓာတ်ပေါင်းပူရဲ့မီခိုခေါင်းနိုင်ကြီးတွေဟာဘာထွက်တာလဲဆိုရင်ရေနွေးငွေတွေထွက်တာပါ။နျူကလ িয়ার ဓာတ်ရောင်ကြီးကကြောက်ဖို့ကောင်းတယ်ပြောတယ်။ဒီအငွေတွေရောဘာမှမဖြစ်စေဘူးလားဆိုရင်ဒီအငွေတွေထဲမှာဓာတ်ရောင်ကြီးတင့်မှုတွေမပါဝင်ပါဘူး။ဘာကြောင့်လဲဆိုတာဆက်ပြီးလေ့လာကြည့်ရအောင်။သိပ္ပံနဲ့ပတ်သက်တဲ့ဘုဒ္ဓတာဗီဒီယိုတွေကြည့်ဖို့အတွက် ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးသွားပါအောင်ခင်ဗျာ nuclear တပောင်းဖို့ဆိုတာ uranium လောင်စာတွေကို nuclear ပြိုကွဲခြင်းဆိုတဲ့ nuclear fission ပြုလုပ်ပြီးထွက်လာတဲ့အပူကြောင့်ဖြစ်လာတဲ့ရေနွေးငွေတွေကိုသုံးပြီးဓာအားထုတ်တာပိုင်ဒလတ်တွေကိုလဲစေခြင်းဖြင့်လျှက်စစ်ထုတ်လုပ်တာဖြစ်ပါမိခိုးထောင်းနိုင်ကြီးတွေကတော့ပိုက်ထဲကအရေတွေကိုအေးခံပြီးအပူကြောင့်ရေငွေဖြစ်သွားတဲ့ပုံနေတဲ့ရေနွေးငွေတွေကိုစွန့်ထုတ်တာဖြစ်ပါတယ်နျူကလ িয়ার တပောင်းပုံမှာပါဝင်တဲ့အခြေခံအစိတ်ပိုင်းတွေကိုကြည့်ရအောင် နျူကလ িয়ার စွမ်းအင်သုံးမျက်စစ်ထုတ်လုပ်မှုမှာတပောင်းဘူရီယက်တာကအဓိကအကြဆုံးနှလုံးသားဖြစ်ပါတယ်။အတွဲပိုင်းမှာ UNIAN 235ကနေထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့တစ်ခုကတော့ control rod ဖြစ်ပါတယ်ဒီထိန်းချုပ်တဲ့အချောင်းတွေက neutron စောက်ယူမှုမြင့်မားတဲ့ boron သို့မဟုတ် cadmium လိုပစ္စည်းမျိုးတွေနဲ့ပြုလုပ်ရပါတယ် nuclear လောင်စာတွေထဲမှာဒီ control rod ထိန်းချုပ်တံတွေကိုထည့်ထားပြီးစွမ်းအင်ကိုထိန်းချုပ်ရပါတယ်ဒါဆိုရင်အတွင်းပိုင်းမှာဘလို့လှုပ်လှုပ်နေလဲဆက်ပြီးကြည့်ရအောင် ယူရေနီယံလောင်စာတွေဟာပထမဆုံးဖြူရှင်ဖြစ်ဖို့မတိမငိမ်ဖြစ်ပြီးနျူကလ িয়ার ကွဲထွက်သွားဖို့လိုအပ်ပါတယ်ဒီလိုဖြစ်လာဖို့ယူရေနီယံ235ကိုနျူထရွန်တစ်လုံးနဲ့တိုက်ခွဲလိုက်ဖို့လိုပါတယ်ဒီလိုဖစ်ရှင်ဆက်တင်ဖို့အတွက်အင်ဒီရှယ်နျူထရွန်ဆုတ်တက်တက်နျူထရွန်ဆုတ်လို့ခေါ်တဲ့ပြင်ပကတိတက်နျူထရွန်တစ်လုံးကိုလိုအပ်ပါတယ်အများအားဖြင့်ပိုလိုနီယံနဲ့ဘယ်ရီလီယံတို့နှစ်ခုရဲ့ဓာတ်ပြုမှုကနျူထရွန်ထွက်လာပြီးတော့ယူရေနီယံအပ်တန်ကိုသွားတိုက်ပါတယ်ယူရေနီယံ235ဟာယူရေနီယံ236ဖြစ်လာပြီးမတိမငိမ်ဖြစ်လာပါတယ်ထို့နောက် ပြိုကွဲသွားပါတယ်။အဲ့လိုပြိုကွဲသွားတဲ့ Uranium 236ဟာ Krypton 92နဲ့ Barium 141တို့လို element တွေရဲ့ neutron သုံးလုံးရင်ကွဲထွက်သွားပါတယ်။ဒီ neutron သုံးလုံးကအခြားသော Uranium 235 atom တွေကိုထပ်တိုက်လိုက်ပြီး element အသစ်တွေထက်ရ neutron တွေထက်ထွက်နောက်ထပ် uranium 235 atom တွေကိုထပ်တိုက်နိုင်မှာပြီးဆုံးနိုင်တဲ့ neutron ပုတ်တိုက်မှုတွေဖြစ်လာပါတယ်။ဒါကို chain reaction nuclear ကွင်းဆက်တက်ပြမှုလို့ခေါ်ပါတယ်။အရင်ဗီဒီယိုမှာလည်းကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်။ တစ်ခုသိဖို့လိုတာက Uranium 236ပြိုကွဲလိုက်တိုင်း Krypton 92နဲ့ Varian 141မှထွက်တာမဟုတ်ဘူးအခြားသော Starian 94နဲ့ Xenon 140တို့လိုပစ္စည်းမျိုးတွေလည်းထွက်ပါတယ်ဒီမှာဆိုရင် Starian 94နဲ့ Xenon 140နှစ်ခုပေါင်း234ထွက်မယ် Uranium 236ကနေပြိုကွဲတာ234ပဲရှိတယ်ဆိုတော့တခြားပျောက်နေတဲ့ neutron နှလုံးကဘယ်ဟုပျောက်နေရလဲပေါ့နော် အဲ့ဒီပြောင်းနေတဲ့နျူထရွန်နှလုံးကတီးတန့်ကွဲထွက်သွားပြီးတော့ယူရေနီယံအက်တမ်တွေကိုထက်တိုက်ထက်ထက်တိုက်နေတာဖြစ်ပါတယ်အဲ့လိုထက်ထက်တိုက်ပြီးတော့ chain reaction ဖြစ်နေတာမျိုးပါဒါကတပေါင်းကိုလောင်စာမှာဖြစ်ပေါ်နေတာပါဒါဆိုရင်ရေကိုဘယ်နေရာမှာသုံးတာလဲဆိုတာပြောရအောင်စစောကလို chain reaction ဖြစ်ပြီးတော့ nuclear တွေကွဲထွက်တိုင်းမှာ energy တစ်ခုထွက်ပေါ်လာပါတယ်အဲ့ energy ကအပူပဲဖြစ်ပါတယ်လောင်စာတွေအပူမလွန်ဖို့အအေးခံဖြစ်ရေကိုထည့်ထားတာဖြစ်တယ်လို့ပုံမှန်အားဖြင့် neutron တွေရဲ့အချိန်ကမြန်လွန်းတာကြောင့်တိုက်မိပြီး fission ဖြစ်ဖို့မလွယ်ပါဘူးဒီ neutron တွေရဲ့ အမြန်နှုန်းကိုလျှော့ဖို့အတွက် moderator အထင်းလိုပါတယ်ရေသွို့မဟုတ် graphite ကိုသုံးပြီးတော့ neutron ရဲ့အရှိန်ကိုနှေးစေဖို့အတွက်အထင်းအနေနဲ့သုံးပါတယ်အများအဖြစ်ရေကိုသုံးပြပါတယ်ဒါဆိုရေကိုဘာကြောင့်သုံးတာလဲဆိုတာသိပြီးထင်ပါတယ်နောက်အရေးကြီးဆုံးတစ်ခုကတော့ထိန်းချုပ်တန်နေပါသူ့ကို neutron absorption material လို့ခေါ်တယ် neutron တွေကို ဆုပ်ယူတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားပါတယ်။ chain reaction ဆိုတာ neutron တွေက atom တွေကိုဇက်တက်တိုက်ခွဲနေရကြောင့်ဖြစ်ပေါ်တယ်လို့အပေါ်မှာပြောခဲ့ပြီးဖြစ်ပါတယ်။ဒါဆို neutron တွေကရော့အောင်လုပ်လိုက်ရင် chain reaction လည်းရော့သွားမှာပါ။အပူထွက်မှုကလည်းရော့သွားမှာပါ။ဟုတ်ပါတယ်။ control rock လို့ခေါ်တဲ့ထိချုပ်တန်တွေကဓာတ်ပြုတ်မှုကိုရပ်ပစ်ဖို့ဒါမှမဟုတ် short ချဖို့တော့သုံးပါတယ်။ဒီ control rock တွေကိုလောင်စာတွေချအကုန်ထည့်လိုက်မယ်ဆိုရင်ဓာတ်ပြုတ်မှုကရပ်သွားမှာပါ။ control rope တွေကိုဆွဲထုတ်ဖယ်ရှားလိုက်မယ်ဆိုရင်တော့ W မှုကများလာပြီးအပူကလည်းအများကြီးထွက်လာမှာပါ။ဘာကြောင့်လဲဆိုတော့ neutron တွေကိုမထိန်းချုပ်တော့လို့ဖြစ်ပါတယ်။ဒါကိုဒီနေရာမှာသုံးပါတယ်။တပောင်းကိုတွေထဲမှာရေတွေပဲထည့်ထားတာမျိုးတော့မဟုတ်ပါဘူး။ဓာတ်ငွေ့အလုံးပိတ်ထားတဲ့ reactor တွေလည်းရှိပါတယ်။ဒီနေရာမှာတော့ကျွန်တော်ကရေကိုအသုံးပြုထားတဲ့ reactor အကြောင်းပဲပြောမှာပါ။အခြေခံအလုပ်လုပ်ပုံကတော့အားလုံးအတူတူပဲဖြစ်ပါတယ်။အလုံးပိတ်ထားတဲ့တပောင်းပိုတွေကရေပူတွေကို water pan နဲ့တတ်ထုပိုက်တွေထဲကိုလည်ပတ်စီပါတယ်။ ဲ့ဒီတက်ထုပိုက်တွေဟာ string generator လို့ခေါ်တဲ့ရင်နွေးမွေးထုတ်စနစ်ထဲကိုဝင်သွားပြီးအဲ့ထဲမှာလည်းအေးခံဖို့ရေတွေရှိနေပါတယ်။အဲ့ဒီထဲကရေတွေကပူနေတဲ့တပေါင်းပူတွေကလာတဲ့ရေတွေစီကနေပြီးတော့ heat exchange လို့ခေါ်တဲ့အပူကူးပြောင်းမှုစနစ်လုတ်ပြီးပူလာပါတယ်။အဲ့ဒီနောက်ရင်နွေးမွေးဖြစ်လာပါတယ်။အဲ့ဒီရေနွေးငွေ့တွေကရေနွေးငွေ့ပိုက်တွေကနေတဆင်တာပိုင်ကိုလည်းပတ်စီပါတယ်။အဲ့ဒီတာပိုင်ကနေလျှက်စစ်ထုတ်တဲ့ generator ကိုလည်းပတ်စီပြီးလျှက်စစ်တာအားထွက်ပေါ်လာပါတယ်။ဒီနည်းနဲ့လျှက်စစ်ထုတ်တာဖြစ်ပါတယ်။တာပိုင်တွေကရေနွေးငွေ့တွေကိုပြန်ပြီး အရေးပြန်လုပ်မယ်ကွန်ဒန်ဆာအရေးခံစနစ်နောက်တစ်ခုရှိပါတယ်အဲ့ဒီထဲမှာရေကိုအများအားစီးဆင်းနေတဲ့ဝါတာပန့်သုံးရေလက်ပတ်စနစ်တစ်ခုရှိနေပြီးတော့ရေနွေးမြွေတွေကိုအရေးခံပြီးအရေးပြန်ဖြစ်စေပါတယ်အဲ့ဒီအေးခံရနေပြီးတော့ထွက်လာတဲ့အပူကြောင့်အငွေ့ပြန်လာတဲ့ရေငွေ့တွေကိုကိုလင်းတာဝါလို့ခေါ်တဲ့မီကိုခေါင်းတိုင်ရေရံနေတဆင်စွန့်ထုတ်ပါဒါကရေနွေးမြွေတက်တက်ဖြစ်ပါတယ်ကာဗွန်ဒိုင်အောက်ဆိုက်နဲ့တခြားသောဖန်လွန်အင်အာနိသင်ရှိတဲ့ဓာတ်ငွေ့တွေမပါပါဘူးအဲ့ဒီအတွက်သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေလို့ clean energy လို့ ခေါ်တာဖြစ်ပါတယ်ဒီတော့ nuclear စွမ်းရည်ကအရန်ကောင်းတာပါဘာကြောင့်အကောင်းဆုံးရန်သူလို့ပြောတာလဲအခုချိန်ထိတော့ထူဆန်းပြီးကောင်းမွန်တဲ့ nuclear ပြိုကွဲမှုအကြောင်းပဲမိတ်ဆွေတို့ကြားခဲ့ရတာပါဒါပေမဲ့မတော်တဆအေးပေးစနစ်ပျက်စီးပြီးတပေါင်းဖို့ဦးတိုင်းအတွင်းကရေတွေဟာအေးမပေးနိုင်တော့ဘူးဆိုရင်အရေတွေကအရန်မြင့်မားတဲ့အပူချိန်ကြောင့်ရေနွေးငွေ့ဖြစ်လာပြီးဖိအားတက်လာပါ ဒီရင်သွေးမွေတွေဟာတပေါင်းဖို့ထည့်ထားတဲ့ကွန်တိန်နာအတွင်းမှာဖိအားအလွန်များလာပြီးဘုံလိုပေါက်ကွဲသွားနိုင်ပါဒါအပြင် အပူလွန်လာတဲ့လောင်စာတွေကအရေပျော်ပြီးအကာရံလုတ်ထားတဲ့အကာတွေရဲ့အပြင်ဘက်ကိုထွက်လာတာမျိုးလည်းရှိပါတယ်ဒါကို nuclear meltdown လို့ခေါ်ပြီးတော့1986ခုနှစ်ဆိုဖီယက်ပြည်ထောင်စုအခု Ukraine နိုင်ငံအတွင်းဟာ Chernobyl တပေါင်းပုံမှာဖြစ်ပေါ်ခဲ့ပူပါတယ်နောက်တစ်ခုကအပူကိုမထိန်းချုပ်နိုင်တဲ့အခါရေက hydrogen နဲ့ အောက်ဆီဂျင်ဖြစ်ဓာတ်ငွေ့ဖြစ်သွားပြီးဟိုက်ဒရိုဂျင်ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။ဂျပန်နိုင်ငံမှာ2012ခုနှစ်ဖူကူရှိမားဒိုင်ချီဓာတ်ပေါင်းကိုပေါက်ကွဲမှုကဟိုက်ဒရိုဂျင်ပေါက်ကွဲမှုကြောင့်ဓာတ်ပေါင်းပိုအဆောက်အဦပျက်စီးသွားတာဖြစ်ပါတယ်။ဒီလိုမတော်တဆပျက်စီးမှုတွေဖြစ်တဲ့အခါကြီးမားတဲ့ရန်သူတွေပေါ်လာပါတယ်။ဘာတွေလဲဆိုရင်ဓာတ်ရောင်ကြီးဖြစ်ပါတယ်။နျူကလ িয়ার ပြိုကွဲမှု fission ဖြစ်တဲ့အချိန်မှာ fission product လို့ခေါ်တဲ့ uranium ပြိုကွဲပြီးထွက်လာတဲ့ krypton, starium, iodine, cesium, xenon, barium, rubidium တို့လို့ radioactive isotope တွေထွက်လာပါတယ်။ဒါတွေက alpha beta gamma တို့လိုဓာတ်ရောင်ခြည်ကို၃မျိုးစလုံးသို့မဟုတ်၁မျိုးစီ၂မျိုးစီထုတ်လွှင့်နေတတ်ပါတယ်။ဓာတ်ရောင်ခြည်ယိုစိမ့်မှုဖြစ်သွားပြီဆိုရင်အဲ့ဒီနေရာမှာဓာတ်ရောင်ခြည်တင့်မှုကရပ်ပိုင်းလာပိုင်းနှစ်ပိုင်းကနေနှစ်ရာချီထောင်ချီအထိလည်းဖြစ်နေနိုင်ပါတယ်။ကြာရှည်ပတ်ဝန်းကျင်ညဉ့်ညမ်းမှုလူနေထိုင်မှုမသင့်တော်မှုကိုကြုံတွေ့ရနိုင်ပါတယ်။နေထိုင်လို့လုံးဝမရတော့ဘူး။ဓာတ်ရောင်ခြည်တင့်သွားတဲ့လူတွေကလည်းရေရှည်ကျန်းမာရေးပြဿနာတွေကြုံတွေ့ရပါတယ်။ ဂမ်မာရေဒီယေးရှင်းကတော့ဓာတ်တွေကိုဖြစ်စေတဲ့အဓိကတရားခံပါလူနဲ့ဒီဂမ်မာရေဒီယေးရှင်းထိတွေ့မိမယ်ဆိုရင်ပမာဏနည်းရင်အော့အန်နေမကောင်းတာစပြီးတော့အသင့်သင့်အများရင်ကင်ဆာဖြစ်ပါမယ်အလွန်များပြားရင်တော့တကူလုံးမှာရေဒီယေးရှင်းဘန်းလို့ခေါ်တဲ့ရင်သွေးငွေ့အပူလောင်သလိုအသားတွေညင်မြန်းလာပြီးနောက်ဆုံးမှာတစ်ရှူးတွေပြက်စီးပြီးနိုင်ပိုင်းရက်ပိုင်းလပိုင်းအတွင်းထိတွေ့တဲ့ပမာဏပေါ်မူတည်ပြီးတော့သေပါလိမ့်မယ်ကုသဖို့နီလန်းမရှိပါဘူးဒါကြောင့်ကျွန်တော်တို့ကအကောင်းဆုံးရန်သူလို့ ခေါင်းစဉ်တက်တာဖြစ်ပါတယ်။စွမ်းအင်လိုအပ်မှုနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပြဿနာကိုဖြေရှင်းနိုင်ပေမယ့်မတော်တဆအန္တရာယ်ဖြစ်ရင်တော့အကြီးအကျယ်ထိခိုက်မှုရှိပါတယ်။ဒါအပြင်နျူကလ িয়ার သတ္တန်းကုန်လောင်စာဆွန့်ပစ်ဖို့အတွက်လည်းအလုံးကျုံတဲ့အကာအရံနဲ့စနစ်တကျဆွန့်ပစ်ဖို့လိုပါတယ်။ဒီဆွန့်ပစ်ပစ္စည်းတွေကိုထိမ့်သိမ်းရခတ်မှုကဒီနေ့ခေတ်အမှုမျိုးသိပ္ပံပညာအတွက်အခက်အခဲတစ်ခုအနေနဲ့ဖြစ်နေစေဖြစ်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်ရက်ဒီမှာလည်းနျူကလ িয়ার သိပ္ပံနဲ့ပတ်သက်ပြီးအသိပညာပေးဗီဒီယိုတွေထပ်တင်သွားအောင်ပါ။ မြန်မာနိုင်ငံမှာလည်းမကြငယ်လျှက်စစ်ဓာတ်အားထုတ်တပောင်းဖို့ပိုင်ဆိုင်တော့မယ်ဆိုတဲ့သတင်းတွေကြားနေရပါဒီတော့နျူကလ িয়ার ဓာတ်ပောင်းဖို့တွေအပေါ်မိတ်ဆွေတို့ရဲ့အမြင်အရဘယ်လိုရှိလဲဆိုတာကို comment မှာပြောပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်